အမျိုးသားများနဲ့စိတ်ချမ်းသာရေး Mental Health America ရဲ့အဆိုအရအစာအသောက်မူမှန်ယောဂများ Anorexia တာမမဟုတ် Bulimia ယောဂရှိတဲ့လူနာများရဲ့ဆေးရခင်နှုတ်ခမ်းဟာအမျိုးသားများဖြစ်ပေမဲ့လည်း၎င်းတို့ဟာပညာရှင်တွေစီအကူအညီရယူဖို့အခွင့်အရေးနေပါပါတယ်စိတ်ကြဝေဒနာ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့အမျိုးသား6တန်းကျော်ဟာနေ့စဉ်စိတ်ကြကြခြင်းကိုခံစားရပေမဲ့သူတို့တွေဟာမကြခဏယောဂါဖော်ဖို့ diagnosis မခံကြပါဘူး။စိုးရိမ်တုတ်ပြန်မှုနဲ့ကြောက်စိတ်မှုယောဂါများအမျိုးသား3တန်းကျော်ဟာစိုးရိမ်ပူပန်မှုယောဂါပိတ်လောင်ခံကြောက်ယောဂဒါမှမဟုတ်အချာအကြောက်လိုယောဂတွေနဲ့ရင်ဆိုင်နေရပါတယ်စိတ်အတက်အကျယောဂ ၎င်းယောဂါဟာအမေရိကန်မိဒမတုံတန်းခန့်ထိခိုက်စေပြီးတော့အမျိုးသားနဲ့အမျိုးသမီးဖြစ်လို့နှိုးထားသူမျိုးပါတယ်။အမျိုးသားများဟာညာတော်အဖြစ်အသက်အရွယ်16နှစ်မှ25ကြားမှာယောဂါလက္ခဏာများစတင်ပြသက်ပါတယ်။စိတ်အစဉ်ကြရားယောဂါအမေရိကန်ပြည်ထောင်စုမှာရှိတဲ့မတန်ဆန်းမှုအဓိကအကြောင်းအแทမှာတစ်ခုဖြစ်ပြီးတော့၃.၅တန်း ယောဂရှာဖွေသိရှိခဲ့ရပါတယ်။အသက်30အရွယ်မှာယောဂရှာဖွေသိရှိသူများအနက်90ရာခိုင်နှုန်းဟာအမျိုးသားများဖြစ်ပါတယ်။မြင်ပါပါရှင်။စနုချန်ငယ်ကနေပြန်လေကြိုဆိုလိုက်ပါတယ်။တင်ဆက်နေကြဖြစ်တဲ့အမျိုးသားကျန်းမာရေးဆိုင်ရာပဟုတုတဆိုင်ရာအကြောင်းအရာတွေကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်။ဒီတစ်ခါမှာတော့ယောက်ျားလေးတွေခရီးမဆိုင်မိခရီးရှုမိတတ်ကြတဲ့စိတ် ကျမ်းမာရေးအကြောင်းပဲဖြစ်ပါတယ်။ဒီကိစ္စဟာအရေးတကြီးပြောတဲ့ဆွေးနွေးတဲ့မပို့ဆတဲ့နဲ့အလေးထားတဲ့ကိစ္စတစ်ခုပါ။ယခုကာလမှာအမျိုးသမီးတွေထက်အမျိုးသားတွေကိုကိုကိုအစုံစီရင်တဲ့တည်င်းတွေကပုံမဖြစ်ပွားလာတာကြောင့်ပုံမဂယုဆက်ရမှာပါ။ဘာလို့အရေးကြီးပြီးလူလူရှုခံနေရလဲ။ဘလို့အချက်တွေကြောင့်ဖြစ်ရတာလဲ။ ဘလို့လက္ခဏာပြလဲနဲ့ကုသနည်းတွေကိုပါ ဝေမျှပေးမှမို့အဆုံးထိနာစင်ကြည့်ပါနော်စိတ်ကြမ်းမရင်ဟာ အမျိုးသားများအတွက်လည်းအလိုရေးကြီးတဲ့ကိစ္စဖြစ်ပါတယ်ဒါပေမဲ့စိတ်တကြချင်းစူးရပူပန်ခြင်းနဲ့မိမိကိုယ်ကိုတပ်ပြချင်းကဲတို့ပြဿနာတွေဟာ အမျိုးသားတွေမှာမကြာခဏလိမ့်လို့ရှုထားလေရှိတာကိုတွေ့ရပါတယ် ဒါဖြင့်အမျိုးသားများဟာစိတ်ကျမ်းမာရေးပြဿနာများအတွက်အကူအညီယူဖို့ဒါမှမဟုတ်ယောဂအစစ်စေးခံဖို့အမျိုးသမီးများထက်နည်းပါပါတယ်။ခုလိုကြွားဟရတဲ့အဓိက အကြောင်းရင်းတွေကတော့လူမှုရေးစံနှုန်း steamer ခန်းစားချက်များကိုပုပ္ပနေပြောဆိုခြင်းကိုအားနည်းချက်လက္ခဏာအဖြစ်မြင်ချင်းကြောင်းဖြစ်ပါတယ်။ဒုတိယတစ်ချက်ကတော့ယဉ်ကျေးမှုဖြစ်အားများ ယောက်ျားဆက်ဆံနေဖို့ဒါမှမဟုတ်ဖီးခံဖို့မငိုရဘူးဆိုတဲ့လူမှုအမြင်များကြောင့်အမျိုးသားများဟာမိမိကိုယ်ကိုကြံ့ခိုင်သူကိုအားကိုကိုးနိုင်သူနိုင်ငံမှုတွေကိုတောက်ခံနိုင်သူတင်းခံနိုင်သူအဖြစ်ယူဆထားခြင်းကြောင့်လည်းဖြစ်ပါတယ်။တရားရတဲ့ချက်ကတော့ရင်ဖွင့်ပြောဆိုမှုနေပါခြင်း ကိုယ်ခံစားချက်ကိုထွန်းဟတိုင်ပင်တာမျိုးကိုအားနဲ့သူများလုံဆောင်ချက်အဖြစ်တတ်မှတ်လေးရှိချင်းကြောက်လေဖြစ်ပါတယ်။ဒီအချက်တွေကြောင့်အမျိုးသားတွေဟာလိုအပ်တဲ့ဆောက်ရှောက်မှုကိုမရရှိပဲတိတ်ဆိတ်စွာပြီးခံနေထိုင်ကြရပါတယ်။အမျိုးသားတွေမှာစိတ်ကြယောဂါဖြစ်စေနိုင်တဲ့အကြောင်းအချင်းအရာတွေကဘာတွေဖြစ်မလဲဆိုတာကိုနားဆင်ကြည့်လိုက်ရအောင်နော် ဇီဝဖြစ်စဉ်တွေစိတ်ပိုင်းဆိုင်ရာပြဿနာတွေလူမှုရေးပြဿနာတွေအပြင်စီးပွားရေးအိမ်ထောင်ရေးပညာရေးလုပ်ငန်းခွင်စတာတွေမှာအဆင်မပြေမှုတွေကစိတ်ကြယောဂဖြစ်ရခြင်းရဲ့တစိ့တစ်ပိုင်းအကြောင်းရင်းတွေပါ။ဒါပြင်လူမှုဘဝမှာစိတ်ဖြစ်စီမှုတွေများလို့နာကုသေရမဲ့တာအလွန်အမင်းဝမ်းနဲ့စိတ်ထိခိုက်ရတာလူရောစိတ်ပါချုံချုံကြတာမျိုးတွေကို ဖြစ်စီတဲ့အရာတွေကလည်းအမျိုးသားတွေကို စိတ်ကြယောဂါစီ ဦးတည်စေပါတယ်။ဒီလိုဖြစ်စေတဲ့အရာတွေက အလုံးကြောင်းအိမ်မှာစိတ်ဖိစီးမှုတွေညာလွန်တာအိမ်ထောင်ရေးစမပြေတာကိုယ်ရင်မန်းထားတာတွေဖြစ်မလာတဲ့အခါအလုံးပြုတ်တာ အလုံးပြောင်းရတာစစ်မှုမထမ်းမနေရစနစ်ရှိတဲ့နိုင်ငံတွေမှာစစ်မှုထမ်းရတာငွေရေးကြေးရေးပြဿနာတွေနာတာရှိယောဂါခိခိုက်ဒဏ်ရာရတာကိုယ်လက်မတမ်းမဆန်းဖြစ်တာလက်တော့စီးလိုက်ဖြစ်ထားတာ ချစ်ခင်မျက်လို့ရသူတယောက်ယောက်ဆုံးပါတာလူမမယ်ကလေးယောဂတေဇနီခင်ဖို့အမေမဆမ်းမိပါအစတဲ့မိသားစုဝင်တွေကိုပြုစုရတာပင်စင်ယူလိုက်ရတာ အရင်ကလိုမဟုတ်တော့ပဲသူများကိုမိခွန်ရတာစတာတွေပဲဖြစ်ပါတယ်စိတ်ကျမ်းမာရင်းနဲ့ပသက်ပြီးအတည်ပြုရမယ်ထူးခြားတဲ့လက္ခဏာတွေလည်းရှိပါတယ်အမျိုးသားများဟာစိတ်ကျမ်းမာရေးတည်တနာများကိုအမျိုးသမီးများထက် ကွေးပြားတဲ့ယောဂလက္ခဏာများ ਨੇ ပြတ်တတ်ပါတယ်ဥပမာစိတ်တက်ကြခြင်းကိုဝမ်းနည်းမှုအဖြစ်ပွတ်ပွတ်လင်းလင်းမပြတာပဲအောက်ပါအတိုင်းမကောင်းတဲ့ကိန်းတွေဖြစ်ရှင်းတဲ့အပြုမူများ ਨੇ ပုံကွယ်ထားတတ်ပါတယ်အဓိကလက္ခဏာတွေကတော့ဒေါသကြီးခြင်းနဲ့ထိန်ချုပ်လိုခြင်းဗာမဟုတ်တာလေး ਨੇ ဒေါသထွက်တာဆက်ဆက်ထိမခံဖြစ်တာရန်လိုတာအကြမ်းဖက်တာတစ်ချိန်လုံးဒေါသတကြီးဖြစ်နေတာသူတစ်ပါးကိုအနိုင်ကျင့်လို့တာ အစီအချင်းနဲ့အပြည့်မှုများအလျင်များသည့်အာကစားဒါမှမဟုတ်လိန်ဆက်ဆံမှုများပြုလုပ်ခြင်းအစီအချင်းနဲ့ကာမောင်းခြင်းအယဲမူးယစ်စေအလုံးအကျွံသုံးဆွဲခြင်းလောင်းကစားဆွဲလန်းခြင်းရုပ်ပိုင်းဆိုင်ရာခံစားမှုတွေကတော့ခေါင်းကိတ်ခြင်းနှောက်ကြောနာခြင်းခြင်းအစာချေပြတနာနာတာရှိကိတ်ခဲခြင်းပင်ပန်းနှမ်းနေခြင်းလိန်ပိုင်းဆိုင်ရာဆန်းဆောင်ရင်ကြဆင်းခြင်းတို့ပဲဖြစ်ပါတယ် ရာရှာတဲ့အပြည့်မူများပြုလုပ်ခြင်းလည်းပြုလုပ်လေရှိပါတယ်။ဒါတွေကတော့အလုတ်အလွန်အမင်းဆွဲလုတ်ခြင်းအကစားကို အလုံအမင်းဆွဲလန်းခြင်းအချားအာယုံစူးဆိတ်ရခက်ခြင်းကနာမငင်ဖြစ်ခြင်းစိတ်အပြောင်းအလဲအစားစားခြင်းစိတ်ဒါမှမဟုတ်ဆွဲအင်အဆင့်ရုပ်တရက်ပြောင်းလဲခြင်း မချက်အမျိုးသား၁၀ရောက်မှတယောက်နေပါဟာစိတ်ကြခြင်းဒါမှမဟုတ်စိုးရိမ်တုတ်ပြန်မှုတို့ကိုခံစားရပေမဲ့တဝက်ထက်နေသောသူများသာကုသမှုကို ခံယူကြပါတယ်။ပုံပြီးတော့စိုးရိမ်ဖွယ်ရာဒီကတော့အမျိုးသားများဟာအမျိုးသမီးများထက်မိမိကိုမိမိအစုံးစင်ရင်မှုနှုံးလေးစပူများပါတယ်။အမျိုးသားများဟာဒေဇီနိုင်တဲ့ညီလေးများကိုပုံမှုအတုံးပြုခြင်း ကိုကိုကိုအစုံးစီရင်ရဲ့အသွေးတွေကို ရုတ်တရက်အလေကူလှုပ်ဆောင်တက်ခြင်းတို့ကြောင့်ဒေဆုံးမှုနှုန်းပိုများပါတယ်။ခြေရသူများအတွက်ကြိုတင်တတိပေးလက္ခဏာများကပ်တော့မှုနေပါတာကြောင့်ဝင်ရောက်ဆက်ဖက်ရန်ခက်ခဲစေပါတယ်။ဆောစီစာဝင်ရောက်ဆက်ဖက် ကုသခြင်းဟာအတက်များကိုကဲတင်နိုင်ပါတယ်။ဒါကြောင့်အထက်ပါထူးခြားတဲ့လက္ခဏာတွေအပြင်ဆက်တိုက်ဝန်းနေခြင်း၊ညှော်လိချက်ကင်းနေခြင်း၊အလွန်အမင်းပင်ပန်းနှွမ်းနေခြင်း အိပ်စက်ချင်းဆိုင်ရာပြဿနာနဲ့မိမိကိုအဆုံးစီရင်အသွေးများကိုလည်းဂရုပြုတင်ပါတယ်။အကူအညီရယူပြီးပြန်လည်ကောင်းမွန်ဖို့ဆိုရင်စိတ်ချမ်းမာရေးအခြေအနေတွေကိုကုသနိုင်ပြီးတင်းမြော်တဲ့ဆောက်ရှောက်မှုနဲ့ပြန်လည်ကောင်းမွန်လာနိုင်ပါတယ်။ဒင်းဒါမှမဟုတ်တင်းချစ်ရသူတူအကူအညီရယူနိုင်ဖို့လောက်ဆောင်ရမယ့်အစ်စင်တွေကိုပြောပြပေးပါမယ်။ပညာရှင်နဲ့တိုင်ပင်ပါ ယောဂလက္ခဏာတွေအကြောင်းဆရာဝန်ဒါဘာမဟုတ်စိတ်ကျန်းမာရေးပညာရှင်တွေနဲ့တိုင်ပင်ဆွေးနွေးပါကုသမှုနည်းလမ်းများလေ့လာပါကုခန်းဆိုင်ရာကုသမှုစေဝါကုသမှုဒါမှမဟုတ်နေထိုင်မှုပုံစံပြောင်းလဲခြင်းများကိုစူးစမ်းပါတသိမှုကိုဖြုတ်ခဲပါယုံကြည်ရတဲ့မိတ်ဆွေဒါမှမဟုတ်မိသားစုဝင်များနဲ့အတွေ့အကြုံများကိုညှာဝေပါတန်ဖိုးဦးညီမှုရှာပေးပါ ပတ်ပုံးကူညီမှုအုပ်စုများဒါမှမဟုတ် online ကုထုံးဆိုင်ရာ platform များကိုစဉ်းစားပါစိတ်ချမ်းသာရေးပြဿနာတွေကိုလျှို့ရှုခြင်းဟာယောဂါကိုပုံမှန်ဆိုးရွားစေပြီးအနေရရှိတဲ့အကျိုးဆက်များကို ဖြစ်ပေါ်စေနိုင်ပါတယ်ရဲ့လူမှုဘဝနေထိုင်မှုပုံစံတွေကိုပြောင်းလဲလိုက်ခြင်းဟာစိတ်ကြဝေဒနာကိုတတ်တာရောပါစေပါတယ်။တယောက်တည်းအထီးကျန်မနေပါနဲ့။ တင်ချစ်သူခင်သူတွေနဲ့တန်ဖိုးရှိတဲ့အချိန်တွေကိုအတူဖြတ်တန်းပါလှုပ်လှုပ်ရှားရှားနေပါလက်ကျင်ခံမမှန်လေးလှုပ်ပေးပါတမိုင်ထက်ပို့ပြီးထောက်ရှောင်းမထိုင်ပါနဲ့စိတ်ခံစားမှုကိုတက်ကြွလန်းဆန်းစေတဲ့ Omega 3 fat တွေအကြောင်းကိုလေ့လာဖတ်ရှုပြီးသုံးစွဲပါအိမ်ထဲမှာပဲအောင်းမနေပါနဲ့အပြင်ထွက်ပြီးတောက်ပလင်းတတ်တဲ့နေချင်နေတွေကို နေ့စဉ်ထိတွေ့ခံစားပါ 8ချိန်တုံလောက်ကိုလိုအပ်ပါတယ်။လူအများစုအတွက်8ချိန်9နာရီကနေ9နာရီလောက်အထိလိုအပ်ပါတယ်။အိမ်ကြီးပြတ်တာများရင်စိတ်ဖိစီးမှုကိုပိုဆိုးစေပါလိမ့်မယ်။ဒီချက်လေးတွေကတော့အမျိုးသားရေးဆိုင်ရာစိတ်ကျန်းမာရေးအကြောင်းလေးတွေပဲဖြစ်ပါတယ်ရှင်။ဒီချက်ကနေမှတ်သားပြီးတော့တည်တံ့ဝန်ကျင်မှရှိတဲ့အမျိုးသားတွေရဲ့စိတ်ကျန်းမာရေးတွေကိုကောက်ွယ်ဆောင်ရှောက်ပေးနိုင်ပါတယ်။ အဆုံးထိနားဆင်ပေးလို့ကျေးဇူးတင်ရှိပါတယ်ရှင်ကိုစိတ်နှပြစမ်းမချမ်းသာကြပါစေရှင်